မင်္ဂလာပါစီရီ4ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရီစီရီ4ရဲ့ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်လေးကတော့ Transformer ဇာတ်ကားတွေကပထမဆုံးကားဖြစ်တဲ့ Transformer 2070ဘန်ပဲဖြစ်ပါရီ Cyberdrone ဆိုတဲ့ဂျိုးပေါ်မှာ Autobot ဒီဇာဗီတီကိုနေတိုက်ပွဲဖြစ်ခဲ့ကြပြီးတော့ဒီဇာဗီတီကိုခေါင်းဆောင် Megatron ရဲ့ဖျက်ဆီးမှုကြောင့်မလို့ Cyberdrone ဂျိုးကြီးကပျက်စီးခဲ့ရပါရီကဲအဲ့တော့အစင်းသစ်ဖြစ်ပြီဆိုရင်ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြအောင်ပါကျွန်တော်ထုံးစံနိုင်ပေ Siri for you ကနေပြီးတော့ပင်တိုင်းတင်ဆက်ပေးနေတဲ့ရှိန်းသူပဲဖြစ်ပါရီ ဇလိုင်းရဲ့ဆအချိန်ကာလတစ်ခုမှာတော့ကုဘတော်တစ်ခုရှိနေပြီးသူကလောကကြီးကိုဖန်တီးပြီးဘဝတွေကိုရှင်သန်နိုးထလာဖို့စွမ်းရှိနေခဲ့ပါပြီ။အားလုံးကငြင်းချမ်းစွာနေထိုင်ကြပေမဲ့လည်းစွမ်းမျိုးစုံကိုတော့ကြိုက်နေတတ်ကြပြီးတချို့ကကောင်းမှုတွေဖြစ်ပေမဲ့တချို့ကတော့မကောင်းမှုတွေအသုံးချခဲ့ကြပါပြီ။အလုံးနဲ့မကောင်းမှုတွေနဲ့ကောင်းမှုတွေကြားမှာစစ်ပွဲတွေစတင်ဖြစ်ပေါ်လာခဲ့ပါပြီ။စစ်ပွဲကမသေးမချေးပဲဂျိုးဖြက်စီးနေခဲ့တာပါ။အားလုံးဖြက်စီးသွားတဲ့အချိန်မှာတော့ကုဘတော်ကအာဂါသာတွေကိုလွင်မြောသွားခဲ့ပြီးသူတို့ကကျေစုဝေးတိုင်းပဲဂျိုးတိုင်းကိုလိုက်ရှာခဲ့ကြပေမဲ့ လက်လျှော့လိုက်ရခံဒီမှာသူတို့မသိလိုက်တဲ့ဂျိုးတခုကိုတွေ့လိုက်ရပါတော့ဒီအဲဒီဂျိုးကိုတော့ကဘာမြေလို့အမည်ပေးထားကြောင်းသိလိုက်ရပါတယ်ဆက်သုံးရဟိန်နှစ်ချင်းဟာကာတာကောင်းကင်မှာပြန်နှန်းနေကြပြီးရဟိန်ပေါ်မှာတော့ဆက်သားတွေကိုတွေ့နေရကဆက်သားတယောက်ဖြစ်တဲ့ဇက်ကသူ့မိရဲ့လက်ရလေးတွေကိုလွမ်းနေကြအောင်အားလုံးကြောင်းပြောပြနေခဲ့တယ်လို့တိမ်မကြခင်မှာပဲသူတို့ရဲ့ရဟိန်တွေကရှီတန်းစစ်မီပြီးကိုရောက်လာကြပါတယ်လေကြောင်းထင်းသေးဌာနမှာတော့ကျူးကျော်စစ်လင်းရဲ့တည်င်းကိုတွေးရတာကြောင့်မလို့သူတို့စီကိုတည်င်းပို့ဖို့ပြောလိုက်ပေမယ့်အကြောင်းမပြန်တာကြောင့်ပြင်းမကိုစစ်ဆေးဖို့ Radar 1နဲ့2ကိုလွှတ်လိုက်ပါရီ ရေဒါတို့ကအမီနံပါတ်4500ရင်းကိုတွေ့နေရပြီဆိုပေမဲ့အဲဒီလေယာဉ်ကလွန်ခဲ့တဲ့3လကအာဖဂန်မှာပြစ်ချခံရတာကြောင့်မလို့ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့အားလုံးကအံ့ဩနေကြမှာပဲလေယာဉ်ဟာ9မိုင်ပတ်လည်အတွင်းကိုရောက်ရှိနေခဲ့ပြီဖြစ်ပါရီစကန်တစ်ခုလုံးကပေါ်လွှဲရိုက်နေကြပြီမဲ့ဘုံမူလီနော့စ်ကတော့သူ့ဇနီးနဲ့လာလာရွယ်သမီးလေးကို TV ကောင်းကနေတစ်ဆင့်စကားပြောနေတဲ့အလွမ်းတိန်နေခဲ့ပါသေးတယ်ကျူးကျော်ရဟရင်4500ဟာအရေးပေါ်လေယာဉ်ကွေးမှာဆင်းသက်နေတုံးမှာပဲဘဝစစ်တာနာချုပ်စန်ဒရယ်ကိုမန်းရဲ့လိုင်းနေရာပြတ်သွားခဲ့ရတယ်လို့ ရဲရင်ကလည်းဆက်သက်သွားတာနဲ့တပြိုင်တည်းဘန်ဂါရီကိုခောက်သွင်းလိုက်ပြီးချက်ချင်းဆိုလိုပုံစံပြောင်းကရဲရင်ရဲ့အသွင်တရံပျောက်ဆုံးသွားပြီးတော့ဂျပန်နိုင်ငံကစရုပ်တရုပ်လိုမျိုးအသွင်ပြောင်းသွားကစတဲ့ပြစ်ခတ်နေရကြမလို့လီတဲ့ဘက်ကလည်းပဲပြန်လဲတိုက်ခိုက်ခဲ့ရပါတယ်။မူရီကစစ်စခန်းတစ်ခုလုံးကိုစစ်ယူကြီးကတိုက်ခိုက်နေရများဗျာ။မင်းတို့တော့ဘူးရဲ့စခန်းတွေကိုကချင်ကြီးတို့ဂျုံးလီကြတဲ့အတိုင်းပဲဗျို့။စခန်းတစ်ခုလုံးအမီနဲ့ရွာကိုလွမ်းနေကြစီမှာပဲစစ်ယူကြီးကအစင်းမြင့်တရုပ်နီးပညာကိုသုံးပြီးတော့မူရီကရဲ့စီးရီးဒေတာတွေကိုခိုးယူနေရကြမလို့မြမနီမြမဟန်ကိုသုံးပြီးတော့အင်တာနက်လိုင်းနဲ့မီးဂျိုးတွေကို ပစိန်နဲ့လိုက်လံခုတ်ပြတ်နေခဲ့ကြပါတယ်။ဒါမဲ့လည်းငပြိုးမဆုတ်တတဲ့မူဒီကားစစ်သားတွေကဇေယုဒီရဲ့တိုက်ခိုက်မှုကိုဓာတ်မခံနိုင်ခဲ့သလိုစကန်တစ်ခုလုံးမွာလာကြေးပြီးတော့ဘဝညံ့ညက်ကြေးအောင်စော်ထည့်ခံလိုက်ရပါတော့တယ်။မြမပြည်အလဲပိုင်းတနေရာညီလက်မျိုးကြီးတစ်မျိုးရဲ့အစိမ့်မြင့်စာသင်ခန်းတစ်ခုတွင်းမှာတော့ဆမ်ဝီဝီကီကမျိုးရိုးစင်ဆက်အစီရင်ခံစာအကြောင်းအတန်းရှိကိုထွက်ပြီးတော့ပြောပြနေပေမဲ့လေဘော်ရာရောင်ရင်အပေါင်းတို့ကလောင်ပြောင်နေခဲ့တာကြောင့်မလို့ဆရာကတိတိလေးနေဖို့မကြာခဏအချက်ပြနေခဲ့ရပါတယ်။ဆမ်ကသူ့ဘိုးရဲ့အဖေ ကပ္ပတိန်အာချေဘဲဝီဝီကီရဲ့အာတိတ်စဝိုင်းဒေတာကစုံစားခန်းနေအကြောင်းကိုထပ်ပြီးတော့ရှင်းပြနေခဲ့တယ်လို့အာချေဘဲဝီဝီကီရဲ့မျက်မှောက်အမြန်နိုးဆုံးဖြစ်ကြောင်းပြောလိုက်ချိန်မှာတော့ဂျောင်းသားတွေကလည်းမျိုးရိုးဂျောင်းပြောနေရလားဈေးလာရောင်းနေရလားဆိုပြီးတော့နောက်နေကြပါရီတကယ်တော့ဆမ်ကကားဝယ်ခြင်းလို့ရန်ပုံငွေရှာရနေတယ်အเจ้าမှာ assignment တွေနဲ့ပုံစံနဲ့တစ်ချက်ကုန်တစ်ချက်ပြည့်စီစဉ်ထားတာဖြစ်တယ်လို့နောက်ဆုံးမှာတော့အာချေဘဲဝီဝီကီရဲ့ပစ္စည်းတွေကို eBay အစီအမလေးလံတင်ရောင်းချဖို့အတွက်လှုပ်ထားဖြစ်ကြောင်းပြောပြရင်းနဲ့အဆုံးသတ်လိုက်ပါရီ ။ကျောင်းသိန်းချိန်မှာဆန်မြက်ဖေကလာကြိုခဲ့ပြီးတော့ကားအယောင်းဌာနတစ်ခုကိုခေါ်သွားကဒေါ်လာ9000တန်ကားတစ်စီးကိုဈေးစင်နေခဲ့ပါရီ။ဆန်ကနောက်ထပ်ကားကိုဆန်းသက်ကြည့်ရှုနေတုန်းပဲအရင်ကကြည့်လိုက်တဲ့ကားရဲ့တကားကလိုလိုပွင့်လာပြီးတော့ဘေးရကားကိုရိုက်ပြလိုက်တယ်လို့ရေဒီယိုကနေပြီးတော့စူညံနေတဲ့အတန်းမောင်းကိုထွက်လာခဲ့ပြီးတော့ဘေးနာပဝင်ချင်းကကားမှန်လေးလည်းအကုန်လုံးပောက်ကွဲသွားပါတော့တယ်။အစားတော့ဈေးကင်နေတဲ့အဟောင်းဆိုင်ပိုင်ရှင်ကလေဈေးစစ်တာတော့မခံတော့ဘဲနဲ့ငါလက်ကလွတ်ပြုတ်ပြီးရောသဘောမျိုးနဲ့ဒေါ်လာ၄00ယူပြီးတော့တခါရေရောင်းချလိုက်ပါ ori အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော်မှာ ။ NSA အဖွဲ့ဟာအထက်တန်းကျောင်းတွေရဲ့အတော်လုံးကျောင်းသားတွေကိုစုစည်းလိုက်ပြီးတော့အစီအစဉ်တစ်ခုလုပ်ခဲ့ပါရီ။အခမ်းအနားတဘာပတိဂျုံကေလာကကာတာနိုင်ငံမှာမင်းညဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းနဲ့စီးရဲအချက်လက်တွေကိုခိုးယူဖို့ကြိုးစားခံရတာကိုပြောပြလိုက်ပြီးတော့အားလုံးကိုအွန်နာ60ရဲ့စေုပ်တွေရဲ့အတန်တစ်ခုကိုဖွင့်ပြပြီးတော့ဒေတာတွေခိုးယူနေတဲ့အတန်တွေဖြစ်ကြောင်းပြောပြလိုက်ပါရီ။ NSA အဖွဲ့နဲ့တူတက်ရောက်လာတဲ့ကျောင်းသားအားလုံးကဒီတင်ငေရတွေကိုအပြေရှာကြည့်ဖို့အကူအညီတောင်းလိုက်ပြီးအစည်းအဝေးကိုအဆုံးသတ်လိုက်ပါရီ။နောက်တစ်ခါမှာတော့ Sam က eBay မှာ အာချီဘဲဝီဝီကီရဲ့ရှင်ဟောင်းပစ္စည်းတွေကိုလေလံတည်းရောင်းချထားတာကိုစစ်လိုက်ပေးမိလေလက်ကျိုးနေတဲ့သူ့ရဲ့ခွေးလေးမိုးဂျိုကိုစေးတိုက်ပြီးတော့အိမ်မှာအေးစင်းနေဖို့မှာခဲ့ရင်မိ गो တထောင်းထောင်းထွက်နေတဲ့သူ့ရဲ့ဒေါ်လာ၄00000ကောင်းအောင်မောင်းရင်းနဲ့အိမ်ကနေထွက်သွားခဲ့ပါလိဂါရာစစ်ပွဲပြီးမှာတော့အသက်ရှင်ကျန်သူမရှိဘူးလို့သတင်းတွေလွှင့်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဇက်ဘော်ဘီလီနော့စ်နဲ့တခြားသောဖွဲ့သားတွေကအသက်ရှင်နေကြသေးတယ်လို့ဆက်သွေးဇက်တီပြက်ကုန်တာကြောင့်မလို့ဂန်နာလေးကိုရောင်းနေကြတဲ့ဇက်တို့အဖွဲ့နဲ့အဆက်အသွယ်မရခဲ့ကြပဲဖြစ်ပါရီ။ အဲ့ဒီတရင်ကိုနားထောင်ပြီးတော့လီနော့စ်ရဲ့ဇနီးကခြေခွေးနေခဲ့ပါရီဇက်တိုဘဲကတော့အသက်ရှင်နေသေးရကြမလို့အခြေစိုက်စကန်နဲ့အဆက်အသွယ်ရဖို့တကြိုးစားနေခဲ့ကြပါရီဂျမ်မာသူ့ရဲ့လမ်မိုဂီနီကားကြီးကိုမောင်းလာခဲ့ပြီးတော့ဘန်းညင်နဲ့ရောက်တဲ့အခါမှာတပတ်သက်ကြိုင်းနေရတဲ့စကီလေးမီဂီလက်စ်ဘိန်းကိုတွေးသွားပြီးတော့ရင်ထဲကအချစ်ပန်းနေပြီးဖို့စူးစမ်းကြည့်ကြပေမဲ့မီဂီလက်စ်ဘိန်းကတဖန်ပြန်ကျွေးနေတဲ့ဘဲကတော့ကားကောင်းဆိုင်နဲ့ဗလာကြီးတယောက်သာဖြစ်နေခဲ့ပါရီဗလာကြီးကလည်းသူ့ရဲ့ကားကိုပေးမမောင်းတာကြောင့်မလို့စိတ်ကောက်သွားတဲ့စကီလေးကလမ်းလျှောက်ပြီးတော့ထွက်သွားခဲ့ရပါရီ အရာကိုလှမ်းမြင်လိုက်ရတဲ့ဆမ်ကတော့အခွင့်ကောင်းဖြစ်သွားသလိုဂါရီကရေဒီယိုကလည်းခြေသူညက်နေဒုညက်နေသရှင်ကိုအလိုလျောက်ဖွေးမေးလိုက်တာကြောင့်မလို့အချင်းများစူးသွားတဲ့ဆမ်တယောက်တငယ်ချင်းကိုကန်ချခဲ့ပြီးတော့မိကလေးဘင်းကိုလိုက်ပို့ဖို့အတွက်ထွက်သွားခဲ့ပါရီကောင်းမောင်ယောက်သားကမိတ်လိုက်အေးမိတ်ဆက်လိုက်ကြသလိုကောင်းမလေးကဆမ်မြက်ကောက်ဆစ်ဆီးလိုက်တဲ့ခါမှာတော့ special engine တုံးယူတွေးလိုက်ရကြောင်းမလို့အမြင်ဆုံးပေမဲ့ရွှေထုတ်တဲ့မြားပေါ်ကအလာတွေးမိလိုက်ရင်ねဇမ်ကိုနည်းနည်းလေးအထင်ကြီးသွားပြီးတော့ ဒုမိုက်ဘေးကဝက်ရှော့စီရမလို့ဆန်မြက်ကောင်ရှယ်ဖြစ်သွားအောင်ပြင်ဆင်ပေးနိုင်အောင်ပြောနေတော့မှအညာသားဆန်ကတော့မီကီလက်စ်ရဲ့ဘိုက်သားတွေကိုကြည့်ပြီးတော့ဂျပန်လိုစာရှိမီလှူစားရမလားထိုင်းလိုပဲတဝန်းရမ်းချက်စားရမလားစဉ်းစားရင်နေဟင်းချက်စားချင်နေခဲ့ပါရီအဲနောက်မှာတော့ AT လိုက်ပို့ရင်နှစ်ယောက်သားရဲ့ဆက်ဆံရေးအခြေအနေကတော်တော်လေးကိုခရီးပောက်ခဲ့ပါပြီအမေရိကန်နိုင်ငံရဲ့နိုင်ငံတကာစစ်ဌာနချုပ်မှာကာတာကိစ္စအတွက်အုပ်စုဖွဲ့အပြေရှားနေကြတော့အီရန်နိုင်ငံသားအဖွဲ့တွေကအရင်ဆုံးအပြေရှားတွေ့သွားကြပါပြီ အမေရိကန်သမ္မတလေယာဉ်ပေါ်မှာတော့ခေါင်းအောင်မှာပါလာတဲ့ကက်ဆက်ကစရုပ်သွင်းပြောင်းသွားပြီးတော့အမေရိကန်နိုင်ငံရဲ့အရေးတကြီး website တွေနဲ့အချက်အလက်တွေကိုဖောက်ထွင်းခိုးယူပြီးတော့ virus တွေကိုလည်းခိုးတက်နေတာကိုလေယာဉ်ပေါ်ကလူတွေကသတိပထားမိကြပြီမေ NSA ဌာနထဲမှာကာတာရဲ့ကိစ္စကိုအပြေရှားနေစေဖြစ်တဲ့ကျောင်းသူမက်ဂီမက်ဆင်ကတည်သွားခဲ့ပြီးတော့ကာတာတိုက်ပွဲတုန်းကအတံမျိုးချားနေရာကြောင်းဘေးရလူတွေကိုပြောပြလိုက်တာကြောင်းဌာနတစ်ခုလုံးကလည်းအလုပ်တွေရှုပ်သွားကြတယ်လို့ချက်ချင်းပဲသမရလိန်စီကိုစာပါတွေအဖောက်ခံနေရပြီးရန်သူတွေရောက်နေကြောင်းသတင်းပေးလိုက်ပါတယ် စေယုံနဲ့လုံယုံရဲ့အဖွဲ့တွေအပြင်းထန်တိုက်ပွဲဖြစ်ခဲ့ရင်းနဲ့လုံယုံရဲ့နှုတ်သေးသွားခဲ့ပေမယ့်ဟာကာစေယုံတခိုးမဖမ်းမိနိုင်ခဲ့ကြပါဘူး။လေရင်စေယုံတဲ့အခါမှာတော့စေယုံကလေမော်ကနေအသားလေးခိုးဆင်းသွားပြီးရေကားတစ်စီးပေါ်တက်သွားခဲ့ပါရီ။စေယုံကရေကားတွေပေါ်ကနေကွန်ပျူတာကိုသုံးပြီးတော့ခိုးလာတဲ့ထိတဲ့လိုဝက်ချက်တွေကိုစစ်ဆေးလိုက်ချိန်မှာဆမ်နဲ့ကပတိန်အာချေပဲဝီဝီကီရဲ့မျက်မှန်အကြောင်းအပေါင်းဝင်မျက်မှန်ထဲမှာဒီမုံတစ်ခုရှိနေအောင်လည်းတည်သွားခဲ့ပါရီ။ဆမ်အိပ်ပြုံတွေတို့မှာကားဆက်နိုးတဲ့အကြောင်းမလို့လန်နိုးလာခဲ့ပြီးသူ့ရဲ့ကားကမောင်းထွက်သွားတာကိုမြင်လိုက်ရတော့ အမေရဲ့စပိန်ကိုယူပြီးတော့ကားနောက်ကိုအမြန်လိုက်နေတုန်းရဲစခန်းကိုဖုန်းဆက်ကသူ့ရဲ့ Lamborghini ကားကြီးကိုတယောက်ကခိုးသွားကြောင်တိုင်တန်းခဲ့ပါရီကားနောက်ကနေလိုက်လာရင်လည်းရထားဝင်းတစ်ခုတည်းကိုဝင်သွားတဲ့သူ့ရဲ့ကားဆေးရုံပုံစံပြောင်းသွားပြီးတော့မိုးပေါ်လေးနဲ့တစ်ခုထုတ်လွှင့်နေတာကိုမြင်လိုက်ရတဲ့ဆမ်လည်းအံအားတင်သွားရင်လည်းအိတဲက Nokia ဖုန်းလေးကိုထုတ်ပြီးရတနာဝင်းတိန်စာအုပ်တွေကသူ့ဟာမဟုတ်ကြောင်ဗီဒီယိုလေးရိုက်ပြီးတော့ဝင်ခိုင်းရင်သူ့ဖေးစီကိုပို့လိုက်ပါရီအဲ့ဒီမှာပဲဆောင်းလုံးအတော်လေးကိုနောက်လာပြီးဖြစ်တဲ့ဂုံရားနှကောင်ကလည်းဆမ်ကိုကိုက်ဖို့ပြေးလာလို့အသေးအံပြေးနေတော့မှ သူရဲ့ကအရှိန်နဲ့မောင်းပြီးတော့ပြန်အောင်လာကြအောင်လို့ထပ်ပြီးတော့ပပီးနေရတော့ရဲကားတစ်စီးကလည်းထပ်မံရောက်လာပြီးတော့ဆမ်ကိုကားတစ်ခုထိနေတဲ့တခါတည်းဖမ်းလိုက်ပါရီတော်သေးတာဗောအေးဘေးခွေးကြိုက်တာခိုင်းရပြီးတော့ဥနှလုံးမရှိလို့မြန်မာပြည်လင်းလင်းဖြစ်မဲ့ဘေးကနေကင်းဝေးသွားတာအဲနောက်ပန်ဒဂိုမှာတော့ဂျွန်ကယ်လာတို့ဖွဲ့ကပင်းကူကုံရဲ့ virus ကအဆင့်မြင့်လာတဲ့အပြင်နိုင်ငံရဲ့အဆင့်မြင့်ဆုံးစနစ်ကိုထိုးပေါက်ခဲ့တာကြောင့်မလို့ပူတင်နဲ့ဝက်ဘူးတို့အုပ်စုပူးပေါင်းပြီးတော့တိုက်ခိုက်တာဖြစ်နိုင်ကြောင်းပြောနေတော့မှာပဲအခန်းလေးကိုနောက်ကနေပြီးတော့တိတ်တဆိတ်ဝင်ရောက်လာတဲ့မက်ဂီမေရှင်ကတရှိဇီဝဆေးဥတွေဖြစ်နိုင်တယ်လို့ DNA ကိုအခြေခံထားတဲ့ကွန်ပျူတာစိတ်ုပ်တွေ Golden Theory တွေကိုထည့်သွင်းစဉ်းစားရတော့မှလို့အကြံပြုလိုက်ပြင်မယ်ဂျွန်ဂယ်လာကတော့တသက်ပြနိုင်ပြမပြနိုင်အဖွဲကနေလက်တော်ဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်ရဲစခန်းမှာတော့ကာကိုမှုနဲ့အစစ်ဆေးခံနေရတဲ့ Sam ကစိတ်ုပ်ကြောင်မြင်ခဲ့ရသမျှပြောနေခဲ့ပြင်မယ်လေ Sam 8ထဲကရှာတွေ့တဲ့အကခဲပြောက်စည်းကြောင်မလို့ဇီးကြောင်နေတဲ့ခေါင်းတီးကြောင်လို့ပဲတတ်မှတ်လိုက်ပါတယ်ဇက်ဘော်ဘီနဲ့လီနော့စ်ရုပ်ဖွဲကတော့ကာတာနေမီကန်ကလင်းငယ်တယောက်ရဲ့အိမ်ကိုလိုက်သွားချိန်မှာလမ်းမှာကင်းမီကောက်လိုမျိုးစိတ်ုပ်တကောင်ရုတ်တရက်ပေါ်လာကြောင်မလို့အသေးအံတိုက်ခိုက်နေရပြန်ပါတယ် အဝေသားရဲ့တိုက်ခိုက်နေနေလီနော့စ်ကကလေးဖေရဲ့ဆဲဖုန်းကတစင်ဌာနချုပ်ကိုဆက်သွယ်တင်ပြလိုက်တာကြောင့်မလို့စစ်ဌာနချုပ်ကဒုံဝင်းဒုံနေနဲ့လာရောက်ပြစ်ခတ်ကြရင်နဲ့ကင်မရာမှတ်တမ်းတွေကလည်းတစင်တက်ရှိစီဝါဆေးဟုတ်တွေကိုတွေ့ရှိသွားမှာပဲမက်ကြီးရဲ့စကားအမှန်ပဲဆိုတာကိုဌာနချုပ်ကလည်းယုံသွားပါတယ်လင်းဘော်က105မမလက်နက်ကြီးနဲ့ပြစ်ကူပေးလိုက်တဲ့အချိန်မှပဲဆေးဟုတ်ဂိမီကောက်ကလည်းအမီတပိုင်းပြက်ကြံခဲ့ရင်နဲ့မြေရောက်သေးကိုပုံဝင်သွားကြအောင်လီနော့စ်အဖွဲ့ကလည်းဒဏ်ရာရထားတဲ့ရဲဘော်ကြီး Vis ကိုထန်းစင်နဲ့တင်းင်းနဲ့အိမ်ပြန်လာခဲ့ကြပါသည် မဂီယာစစ်ဌာနချုပ်ကလှုပ်ဝက်ချက်တွေကိုဘယ်သူမှမသိအောင်လို့ SD ကနဲ့ခိုးယူခဲ့ပြီးတကယ်ချင်းကလန်ဝစ်မန်စီကိုအရောက်လာခရင်ကွန်ပျူတာထဲမှာအတန်လိုင်းဖိုင်တွေကိုစစ်ဆေးလိုက်ချိန်မှာတော့အတန်လိုင်းတွေကြားထဲမှာဖွက်ထားတဲ့စလုံးတွေကိုတွေ့လိုက်ရပါပြီ။ဒါမဲ့လည်းမဂီခိုးသွားတာကိုသိသွားတဲ့ဌာနချုပ်ကချက်ချင်းပဲ FBI ကိုဆက်သွယ်လိုက်တယ်လို့ဒိမကြခင်မှာပဲ FBI တွေကအင်ကိုရောက်လာပြီးတော့နှစ်ယောက်စလုံးကိုဖမ်းသွားပါပြီ။ဂျမ်ကသူ့ရဲ့ခွေးလေးမိုဂျွန်းနဲ့စကားပြောနေတုန်းသူ့ရဲ့ကားကမောင်းသူမပါပဲအင်ကိုရောက်လာအောင်မလို့မိုင်းစီကိုဖုန်းဆက်နေတယ်။တောက်ကျူးတော့နေပြီငါကောင်ကြီးငါတို့ပြေးနေရပြီဟာလို့ဖုန်းဆက်အတီးပေးနေတယ်။ စပိန်နေပြီးတော့ထွက်ပြေးရပါပြီ။မေဂီလက်ရဲ့ရှေ့မှာစပိန်မောက်တဲ့ပြင်ထူးထူးဆဆန်းနေပြောနေရာကြောင့်စိတ်ဝင်စားသွားတဲ့မေဂီလက်ကလည်းဆမ်မီရဲ့နောက်ကိုဆိုင်ကင်းနဲ့လိုက်ခဲ့ပါပြီ။ရေကားတစ်စီးကလည်းဆမ်နှုတ်ရဲ့နောက်ကိုလိုက်လာနေပါပြီ။နေရာတစ်ခုအရောက်မှာတော့ဆမ်ကရေကားကိုတွေးလိုက်ရကြောင်းမလို့အကူအညီတောင်းလိုက်ပေမဲ့လေရေကားဆေးရုပ်ဖြစ်နေတဲ့ပြင်အာဂျေဝဝီဝီကီရဲ့မျက်မှန်ပေးမှလေဆိုတာကိုမေးနေခဲ့ပါပြီ။အဲနောက်ဆိုင်ကင်းနဲ့လိုက်လာတဲ့မေဂီလက်ကိုတွေ့သွားတော့ဆမ်ကဆိုင်ကင်းကိုဆွဲလဲချလိုက်ပြီး စေယောတကောင်ကသူ့ကိုတတ်ဖို့ကြိုးစားနေကြအောင်ပြောနေတော့မှဆန်မြက်ကထိုးရက်လာခဲ့ပြီးတော့တကားဖွင့်မိရကြောင်မလို့ကားပေါ်တက်ပြီးတော့အတက်ဘေးကလွတ်အောင်နေရောက်သားထွက်ပြေးခဲ့ကြပါရီစေယောရဲကားကအနောက်ကနေလိုက်လာခဲ့ပေမဲ့လည်းဆန်မြက်ကကားမောင်းတာတော်လုံးနေပြင်တဏီယာရောက်မှတော့ရဲကားကိုမျက်ခြေဖြတ်လိုက်နိုင်ခဲ့ပြီးတော့ပြန်ထွက်ဖို့လုံမှစေယောရဲကားကတိသွားပြီးတော့ထပ်ပြီးတော့လိုက်လာခဲ့တာကြောင်မလို့ဆန်မြက်ကကသူတို့နှစ်ယောက်ကိုကားပေါ်ကနေကန်ချလိုက်ပြီးတော့စေယောပုံစံအဖြစ်အသွင်ပြောင်းကစောင့်နေခဲ့လိုက်ပါရီ ရဲကားလည်းရောက်လာပြီးတော့စေယုပ်ပုံစံပြောင်းသွားခဲ့တယ်လို့နှကောင်သားကအိမ်ထဲမှာပါဝရင်းညိုက်လိုမျိုးတိုက်ခိုက်ကြပါရီရဲကားစေယုပ်ကြီးတွေကလည်းထွက်လာတဲ့ hacker frenzy ကလည်း sam ကိုတိုက်ခိုက်ဖို့ကြိုးစားကြအောင်မလို့ဘောင်းဝင်ကျော်သွားတဲ့ sam ကလည်းလန်ကုတ်တီအတိုလီနဲ့ပြေးနေရပါရီအဲဒီမှာပဲ mikiless ကတော့လွှားဆက်ကိုရှာလာခဲ့ပြီးတော့ sam ကိုတိုက်ခိုက်နေတဲ့ hacker frenzy ကိုဖြတ်တောက်ပစ်လိုက်ပါရီမသိမရှင်းဖြစ်နေတဲ့စေယုပ်ရဲ့ခေါင်းလာဖင်လာမသိရတဲ့ခုကို sam ကဘောလုံးကန်လို့ကန်ထည့်လိုက်ပါသေးတယ် ဆမ်မြစ်ကအခုချိန်မှာဆေးဦးကြီးဖြစ်နေရကြောင်းမလို့ဆမ်ကစကားပြောတတ်လာမိတဲ့ခါမှာတော့ဆေးဦးကြီးကရေဒီယိုအတန်လွင့်နဲ့ line တစ်ခုကိုချိတ်ဆက်ပြီးတော့ရေဒီယို line နဲ့ကနေတဆင်ဆမ်သိကျင်တာတွေအားလုံးကိုဖြည့်ပေးလိုက်ပါတယ်ဆမ်ကတော့ဆေးဦးကြီးပြောပြနေရတဲ့အားလုံးကိုနားမလည်တလို့ကောင်းငင်ဧည့်တယ်ဆိုတာဘာလဲဂျိုးသားလားလို့မေးလိုက်တဲ့မီကီလက်စ်ရဲ့အမေကိုဆေးဦးကြီးကမဖြည့်ပေးနဲ့ကားသွင်းပြန်မြောင်းကတကားဖွင့်ပေးခဲ့ပါတယ်ဆမ်တို့မသိလိုက်တာကတော့ကက်ဆက်ဆေးဦးရဲ့မတည်သေးတဲ့အပိုင်းအစားတစ်ခုကအသက်ရှင်ကျန်နေသေးပြီးတော့ မီဂီလက်စ်ရဲ့ပြုံးကြကြံနေတဲ့လူအိတ်ထဲမှာတွေ့တဲ့ဖုန်းရဲ့ပုံစံကိုပြောင်းလိုက်ပြီးဖုန်းစစ်ကိုလွှင့်ပြလိုက်ပါတယ်။ကားနဲ့ထွက်လာခဲ့ပြီးတော့မီဂီလက်စ်ကသူ့ရဲ့ပစိုင်နဲ့ဖုန်းကိုပြန်ယူလာခဲ့ပါတယ်။ရှေးဟုတ်ကကားမောင်းနေရာကြောင်းမောင်းနေသူနေရာမှာမထိုင်သေးတဲ့မီဂီလက်စ်ကိုဆမ်ကသူ့ရဲ့ထိုင်ကုန်းမှာထိုင်ဖို့အတွက်ခေါ်လိုက်တယ်လို့မဆုတ်ခင်ကလေးကညှို့ချင်နေတဲ့မီဂီလက်စ်လည်းပဲဆမ်ရဲ့ပေါင်ပေါ်ရောက်လာခဲ့ပါတယ်။မပြောတိုင်ရင်ဆဲသလိုပဲဆိုရမလား။ဒီလောက်အစင်းမြင့်တဲ့ဆေးဟုတ်ကဘာလို့မော်ရီအဆုတ်ကားကြီးဖြစ်နေရလဲလို့ဆမ်ကိုမင်းနေတော့ဘေးကနေကြားသွားတဲ့ဆေးဟုတ်ကစိတ်ဆိုးသွားပြီးတော့ တို့ကိုကားပေါ်ကနေချထားခဲ့ကနောက်ဘက်ကိုထွက်သွားခဲ့ပြီးတော့ပြန်လာတဲ့အခါမှာတော့ဆောင်ရမ်းမိုက်တဲ့ကားတစ်စီးအနေနဲ့ပြန်ရောက်လာလို့ဆမ်လေးပဲအံ့အားတင်သွားပြီးတော့အလခွီးတဲ့မှာလမ်းလာကြည့်လားဆိုပြီးတော့ရေရွတ်မိသွားပါလေဆမ်ရဲ့ကားကတို့ကိုတိတ်ပန်လေးလာရဲ့အဆောင်အုံတစ်ခုရဲ့ view point တစ်ခုစီကိုခေါ်သွားခဲ့တယ်လို့အဲဒီအချိန်မှာပဲကောင်းငင်ရံမှာရှိတဲ့မီးတောက်ကြီးလေးခုကဆင်းသက်လာခဲ့ပြီးတော့တနေရာစီကိုပြုတ်ကျသွားခဲ့ပါလေဆမ်နဲ့မီကီလက်စ်ကအဲ့ဒီတနေရာကိုသွားရောက်ကြည့်ရှုတဲ့အခါမှာတော့ဆေယိုတယောက်ကထပြီးတော့ထွက်ပြေးသွားတာကိုတွေ့လိုက်ရပါလေ ဲဒီနောက်မှာတော့သူတို့စီကိုစေယုံ၅ယောက်ကကားအတွင်အတီးတီးပြောင်းပြီးတော့ရောက်လာခဲ့ကြပါတယ်။ဆမ်မျိုးစီကိုကားလေးစီးလုံးရောက်လာခဲ့ပြီးတော့ပေတာဘစ်379ကားဟာအနီရောင်စေယုံပုံစံပြောင်းသွားခဲ့ပြီးအာဂျီဘော့ဝစ်ဝီကီရဲ့မျိုးဆက်ဆမ်လာလို့မိနေခဲ့ပါတယ်။အနီရောင်စေယုံကသူ့နာမည်က Optimal Prime ဖြစ်ပြီး Cybertron ဂျိုကတရှိစီဝါစေယုံဖြစ်ကြောင်းပြောပြရင်းနဲ့သူတို့အားလုံးကို Autobots လို့ခေါ်ဆိုနိုင်ကြောင်းပြောကြားနေခဲ့ပါတယ်။ Optimal ကဒူရီယာဘုံမူကြီးချက်လက်နက်ပညာရှင် Ironhide ဈေးပညာရှင်ရက်ချက်တို့နဲ့မိတ်ဆက်ပေးလိုက်ပါရီဈေးပညာရှင်ရက်ချက်ကတော့ဒူဒူအိုးပေါဆိုသလိုပဲဟော်မုန်းတွေကိုအနက်ခံလိုက်ကဆမ်ကမုန်စိမ်းပေါင်းလှုပ်ချင်နေရဲ့လို့ပြောချလိုက်တာကြောင့်မီကီလက်စ်ရောက်ရကိုးရကိုင်းနဲ့ခေါင်းကုန်နေလိုက်ရပါရီဆမ်ရဲ့ဆောက်ရှောက်သူနောက်ဆုံးပေါကားဝါလီကတော့ဘန်မေဘီဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါရီဘန်မေဘီရဲ့စကားပြောစားကစိုက်ဘာထရွန်တိုက်ပွဲမှာဖျက်ဆီးခံထားတာကြောင့်မလို့ဇယံဝင်ရက်ဆက်ကပြင်းပေးနေရဆဲဖြစ်ပါရီအော်ပတီမက်ကသူတို့ဟာအော့စဘတ်ကိုမက်ဂါထရွန်ရှာမတွေ့ခင်မှာလာရှာတာဖြစ်ပြီးတော့ ရဲအဂျိုကအရင်တုန်းကအင်အားကြီးမှပြီးတော့ငိမ့်ချမ်းနဲ့အင်ပါရီတစ်ခုဖြစ်ခဲ့ကြအောင်နောက်မှသာမဂါဒရွန်ဟာဒီဇယ်ဒီကုန်းတွေကိုဥဆောင်ပြီးတော့တစ္ဆာဖောက်သွားခဲ့တာကြောင့်မလို့စစ်ပွဲတွေဖြစ်ကငိမ့်ချမ်းရောက်ဆုံးသွားခဲ့ရကြအောင်စစ်ပွဲအကြောင်းမလို့ဂျိုတွေကလည်းမီးလောင်ပြင်းလို့ဖြစ်ပြီးတော့ဩစပါကလည်းစက်ကြဝရာထဲမှာပျောက်ဆုံးသွားခဲ့တယ်လို့အရင်တုန်းကမှတ်တမ်းဗီဒီယိုတွေကိုပြရင်လည်းရှင်းပြလိုက်ပါရီမဂါဒရွန်ဟာတရင်ရဩစပါကိုရှာပွေနေအာတေးကရေခဲပြင်းနေအောက်မှာပြတ်ကျပြီးတော့အသက်မဲ့နေခဲ့ပါရီအာဂျီဝဝစ်ဝီဂီကမဂါထရွန်ရဲ့လမ်းညုံခလုတ်ကိုမတော်တဆနိုင်မိပြီးတော့ မဂါထွန်လှူရှားလာချိန်မှာလန့်သွားပြီးတော့လဲကြရင်တေဆုံသွားခဲ့ပေမယ့်သူ့ရဲ့မျက်မှောက်မှာကူးပါရုံရှိနေတဲ့မြေပုံထင်ကျန်ခဲ့တယ်လို့ပြောပြလိုက်ပါရီတကယ်လို့အော့စဘတ်ကိုမဂါထွန်ရှာတွေ့သွားမယ်ဆိုရင်ကဘာဘော်ကဆက်အားလုံးကိုစိတ်ယုတ်စစ်တဲ့ကြီးအသွင်ပြောင်းလဲနေတဲ့လူသားမျိုးတွေကိုဖျက်ဆီးပျောက်ွယ်သွားအောင်လုပ်ပြမှာဖြစ်တယ်လို့ဇမ်မဟာကဘာကြီးမပြတ်စည်းဖို့တော့ကိုင်ထားတဲ့အဓိကလူတစ်ယောက်ဖြစ်တယ်လို့ပြောပြရင်းနဲ့မြင့်မှန်ဘေးနေရာမှာရှိတယ်လို့မေးလိုက်ပါရီ FBI ကဘာမှမသိရသေးခင်မှာစာရွက်စာရင်းလေးပြစ်ချုံနဲ့ကြောက်ကြီးပါသွားတဲ့ဂလန်းကမက်ဂီကိုလက်ညှိုးတွေးနေတခါလေးပေါ်ကောင်လုပ်လိုက်ပါရီ။ဆမ်မြေအဖေနဲ့မိကသတင်းတွေထိုင်ကြည့်နေချိန်မှာဆမ်ကမီကီလက်စ်နဲ့အတူတူဂါရီချန်ပြီးတော့မျက်မှန်ယူဖို့အတွက်အင်ဝင်ပြန်လာခဲ့ပါရီ။ဆမ်မြေခွေးကလေးမိုးဂျိုကအယွန်းဟိုက်ရဲ့ခြေောက်ကိုဒေးနဲ့ပန်လိုက်တာကြောင့်မလို့ပြဿနာတက်နေခဲ့ပြီးဆမ်ကဝင်ရောက်ဖြေရှင်းနေရပါရီ။ဆမ်နဲ့မီကီလက်စ်ကမျက်မှန်ကိုရှာမတွေ့ပဲဖြစ်နေကြပြီးတော့ရက်ချက်ကချော်လေးက ဓာတ်တိုင်နဲ့ညီသွားအကြောင်းမလို့မိကြီးလည်းပြတ်သွားခဲ့ရပါပြီမြေမှန်ကိုတော့ထမင်းသားစွေအောင်မှဘူးနဲ့ထိထားတာကိုတွေ့လိုက်ရပါပြီအဲဒီမှာပဲစီမိုနိုဘဲကရောက်ရှိလာပြီးတော့ဆမ်တို့တမိသားစုလုံးကိုဖမ်းသွားခဲ့ကလမ်းတစ်ဝက်ရောက်မှာတော့အော်တိုဘောတို့ကလာရောက်ကယ်တင်ခဲ့တာကြောင့်မလို့လွံ့မြောက်သွားခဲ့ရပြန်ပါပြီမကြခင်မှာပဲစီမိုနိုဘဲကထပ်မံရောက်လာပြီးတော့အော်တိုဘောတို့ကအမြန်ထွက်ပြေးပုံအောင်နေကြပါပြီပုံအောင်နေတဲ့ဆမ်နဲ့မီကီလက်စ်ကတံတားအောက်ကိုပြုတ်ကျသွားတော့မလို့ဖြစ်တာကြောင့်မလို့ရက်ချက်ကအောက်ကနေဖမ်းခဲ့ထားလိုက်ချိန်မှာတော့မျက်မှန်ဟာထွက်ကျသွားခဲ့ပါပြီ အဲဒီအချိန်မှာပဲရဟယင်းဒီကဆမ်နဲ့မီကီလက်စ်ကိုပြက်ခတ်နေရကြောင်းမလို့ဘန်မေဘီကကာကွယ်ပေးနေရဟယင်းဒီဟာတန်ကျူးရင်နဲ့ပြစ်ပြီးတော့ဘန်မေဘီကိုဖမ်းသွားခဲ့ကြပါရီအော်ဒီမက်ကတော့မျက်မှန်လေးကိုကောက်တွေ့သွားခဲ့ပါရီဘန်ဂိုမာတော့ဂျွန်ဂေလာဟာတမရလှုပ်လိုက်တဲ့လူတယောက်နဲ့တွေ့ဆုံနေပြီးတော့သူ့မှာပါလာတဲ့ထိတ်တန်းလှဝက်ချက်ဖြစ်တဲ့အင်ငါဂျိုဘော်ကစိတ်ဝအကြောင်းနဲ့ကာတာအခြေစိုက်စခန်းမှာရားခဲ့တဲ့ဓာတ်ပုံတက်တွေကိုလည်းနိုင်ရှင်ကပြသနေခဲ့ပြီးဒါရီယာမြောက်ကိုရီးယားတို့ရုရှားတို့တရုတ်တို့ရဲ့လက်ချက်မဟုတ်တာတေးကြအောင်ပြောပြနေခဲ့ပါရီ ဂျွန်ဂဲလာဟာရေတပ်ဗိုလ်ချုပ်ကိုအ мян ပြန်လဲဖို့လာခေါ်ခိုင်းလိုက်ပြီးခမ်းမချက်ဒီမန်ကန်နဲ့မက်ဂီကိုသူ့ရဲ့အကြံပေးရာရှိခန့်ကမက်ဂီကဂလန်ဟာသူ့ရဲ့အကြံပေးရာရှိလို့ပြောတာကြောင့်နှစ်ယောက်စလုံးကိုခေါ်ဆောင်လာခဲ့ပါသည်။မဂါထွန်နဲ့ဂမ်ဘယ်ဘီကိုဖမ်းချုပ်ထားတဲ့လိုဝက်နေရာကိုသွားကြတဲ့ရဟင်ပေါ်မှာတော့ဆမ်ကသူ့ရဲ့ကားကစိတ်အုပ်ဖြစ်ပြောင်းလဲသွားတာကိုပြောပြရင်ဘသူကယုံမလဲလို့မက်ဂီနဲ့ဂလန်ကိုပြောပြနေပါသည်။လန်ဒန်နေရာကအစားအုပ်တစ်ခုနောက်အော်တိုဘော်ရီကဂျိုဒင်ရောက်ရှိလာခဲ့ကြပြီးတော့ ော်ဒီမက်စ်ကသူလာတဲ့မျက်မှန်လေးကမြေပုံကိုကြည့်လိုက်ချိန်မှာတော့လက်ရှိနေရာကနေပြီးတော့မိုင်း230ဝေးတဲ့နေရာမှာအော့စပါရှိနေတာကိုသိသွားခဲ့ပါပြီ။စကန်နေမှာတော့အမေရိကန်စစ်ဘက်က1935ခုနှစ်ကတည်းကအေခင်းအောင်လုပ်ပြီးတော့လှုပ်ဝက်ထိန်းသိမ်းထားတဲ့မဂါဒရွန်းရဲ့ဤပညာရေးစီကနေတဆင့် Micro chips တွေ၊လေယာဉ်မြန်တွေ၊ဂါးတွေ၊လေဆာတွေအာကသယာဉ်တွေအားလုံးကိုတီထွင်ဖန်တီးထားတာလို့စေမုံကပြောလိုက်ပါပြီ။မဂါဒရွန်းအကြောင်းကိုအခုချိန်မှာအားလုံးသိထားတဲ့ဆမ်က၊ကူပါဒရွန်း၊စိုက်ဘာဒရွန်း၊ဒီဇယ်ဒီဂွန်နဲ့ မဂါထရွန်ရဲ့ဆက်ဆက်ပုံနဲ့တကွမဂါထရွန်ရဲ့ရဲစားသားရဲ့အကြံစီတွေကိုပြောပြလိုက်ပြီးတော့ Osbert လို့ခေါ်တဲ့ကူးပါတော်ရှိတဲ့နေရာကိုလိုက်ပြပေးဖို့တောင်းဆိုလိုက်ပါရီအဲဒီနောက်မှာတော့ဆမ်နုကလည်း Osbert ကြီးကိုကိုယ်တိုင်တွေ့မြင်ခဲ့ကြပါပြီဆမ်ရဲ့လူတွေထဲမှာဖုန်းရောင်ဆောင်ပြီးတော့လိုက်လာခဲ့တဲ့ဒီဇယ်ဒီကွန်တို့ရဲ့ hacker Francie ကစကမ်းတွေကိုခိုးဝင်လာခဲ့ပြီးတော့တရင်ပေးလိုက်တာကြောင့်မလို့အပြင်ဘက်မှာရုပ်ဖြတ်ပြီးတော့အသိရှိနေခဲ့ကြတဲ့ဒီဇယ်ဒီကွန်တွေဟာတပွင့်နဲ့တပွဲချိတ်ဆက်ပြီးတော့ Megatron ထွက်လာအောင်စောင့်နေကြပြီးတော့တိုက်ခိုက်ဖို့အသိပြင်နေခဲ့ကြပါပြီ Star Screen Brigade ဘရောဖုန်းခရက်လက်အောက်စရိဒီစတီကုန်းတွေကမက်ဂါထရွန်အောင်မြင်ပါစေဆိုတဲ့ကြွေးကြော်သံနဲ့အတူတူချီတက်လာခဲ့ကြပါပြီမက်ဂီကဒီစေကြီးကကုဘတုံရဲ့စွမ်းအင်တွေကိုဘလို့ဖတ်ထားရလေလို့မေးတဲ့ခါမှာစိန်မိုးတို့ကစန်တကန်တစ်ခုစီကိုခေါ်သွားပြီးတော့ဖုန်းနှလုံးကိုမှန်လုံငန်းတွေကိုထည့်ကာကုဘတုံရဲ့ရောင်ကြီးတင်ပြခဲ့ပါပြီရိုးဆဲလူလာဖုန်းကကုဘတုံရဲ့ဓာတ်ရောင်ကြီးနဲ့တွေ့တဲ့ခါမှာတော့အသက်ဝင်ပြီးတော့ရန်ကားနေရာကြောင့်မန်ငန်းနဲ့မှပဲလက်စာသိမ်းခဲ့ရပါပြီ Star Screen ကအရင်ဆုံးရောက်လာပြီးတော့ကူဘာတုံးနဲ့ Megatron တို့ကိုထိန်းသိမ်းထားတဲ့စကန်အောင်စတင်ပြက်ကတ်ခဲ့ပါရီ။ Megatron ကိုထိန်းချုပ်ထားတဲ့အခန်းထဲမှာတော့ Hacker Frenzy ကကွန်ပျူတာထိန်းချုပ်ခန်းကနေတဆင့် Megatron ကိုထိန်းသိမ်းထားတဲ့ရေခဲတွေပျော်ကြအောင်လုပ်ပေးနေပါရီ။ Sam ကစင်မုံကိုဘန်မေဘီစီကိုခေါ်သွားဖို့ပြောရတဲ့နေရာမှာစင်မုံကငြင်းနေရကြမလို့ဘုံမူလီနော့စ်ကအင်ဂျီစားကိုဆွဲကဘန်မေဘီစီကိုခေါ်သွားဖို့အတွက်တွန်းအားပေးခဲ့ပါရီ။ဘမ်မေဘီစီကိုရောက်တဲ့အခါမှာတော့ကူဘာတုံးကိုတွေးပြီးဖြေချောင်းဆမ်ကပြောတာကြောင့်မလို့ဘမ်မေဘီကကူဘာတုံးစီကိုသွားပြီးတော့ လောကခလုတ်တနီယာကိုနှိတ်ချလိုက်ချိန်မှာပဲကူပါရုံကြီးအော့စပါကဒေးဒေးလေးဖြတ်သွားခဲ့တယ်လို့အားလုံးကအတူတူပဲတိုင်ပင်လိုက်ကြပြီးတော့မြို့ရင်းတနီယာမှာဖော်ထားလိုက်ကြဖို့တဲ့သဘောတူလိုက်ကြပါပြီ။အဲအချိန်မှာပဲအသက်ဝင်လာတဲ့မက်ဂါထရွန်ဟာထိန်းသိမ်းဆောက်ရှောက်သူတွေကိုတိုက်ခိုက်ရင်းနဲ့လုံးမြောက်ပြန်တန်းသွားခဲ့ပြီးအပြုံရောက်တဲ့ခါမှာတော့မက်ဂါထရွန်ဟာ Star Screen နဲ့တွေ့ပြီးတော့အော့စပါနောက်ကိုလိုက်ကြပါတော့တယ်။ဂလန်နဲ့မက်ဂီရိုးကလည်းပျက်စီးနေတဲ့ခေဟောင်းရေဒီယိုအတန်လွင်ဆက်တွေဂျားတွေကနေအချက်ပေးစနစ်ကိုထုတ်လွှင့်ဖို့အတွက်စူးစမ်းနေကြပါပြီ။ဆန်နဲ့ဘန်မေဘီရိုးကတော့ Optimus Prime တို့အုပ်စုနဲ့အတူတူမျိုးရဲဘက်ကိုချီတက်နေခဲ့ကြပါရီ။ Maggie နဲ့ Glenn တို့ကတော့အချုပ်ခန်းထဲမှာအတန်လွင့်ပြီးတော့ဆက်သွယ်ဖို့ကြိုးစားနေတုန်းသူတို့စီကိုရောက်လာတဲ့ Hacker Frenzy ကိုအခန်းထဲမဝင်နိုင်အောင်ခုခံနေရပါရီ။အဲအချိန်မှာပဲ Glenn ကကာကွယ်တပ်ဖွဲ့တွေစီကိုဆက်သွယ်နိုင်ခဲ့ပြီးလေကြောင်းပစ်ကူတောင်းလိုက်ပါရီ။လာတဲ့နေရာမှာတော့ဒီဇယ်ဒီကွန်တွေကအနောက်ကနေလိုက်လာနေရကြမလို့ဗန်မေဘီတို့သွားလို့ရအောင်လို့ Optimus Prime တို့ကခုခံတိုက်ခိုက်ပေးနေရပါတော့လေအကန်းနဲ့ရောက်လာခဲ့တဲ့ Hacker စေယုတ် Frenzy ကိုလည်းပဲ Maggie တို့အုပ်စုကအသေးအတန်ခုခံတိုက်ခိုက်နေတော့မှာပဲ ဂလန်စီကိုလေတပ်ဖွဲ့ကတိုက်လေရင်နေလွတ်လိုက်ပြီဆိုတဲ့သတင်းကိုပို့လာခဲ့ပါတယ်။မြို့အတွင်းကိုရောက်လာတဲ့အခါမှာတော့လေတပ်အကူအညီတွေမြင်အောင်လို့ဆမ်မျိုးအုပ်စုကမီးခိုးရည်နဲ့အချက်ပြလိုက်ကြပါတယ်။အဲဒီအချိန်မှာပဲဘရော့ပြစ်လိုက်တဲ့ဒုံးကြီးကဗမ်မေဘီကိုထိသွားခဲ့ပြီးပြင်းထန်တဲ့ဒဏ်ရာကြောင့်နေရာကမထနိုင်ပဲဖြစ်နေခဲ့ပါတယ်။ဗမ်မေဘီကတော့သူ့ရဲ့အခြေအနေမဟန်တော့တာကြောင့်မလို့ကူပါတော့အော့စပါကိုပေးလိုက်ပါတယ်။မကြခင်ပါပဲတင်ငါကြီးဘရော့ရောက်လာပြီးတော့ဆမ်မနိုကိုဆက်လက်ပြစ်ခတ်တိုက်ခိုက်နေရကြမလို့အော်တိုဘော့ဂျက်ကလည်း ဒီဇာတီကုန်းလေးသေးပြီတော့လို့ပြောကဘရော့ရဲ့အပေါ်ကိုခုံးတိုက်ခိုက်ပါ ወ ဒီဘရော့ကဂျက်ကိုခါထုတ်လိုက်တဲ့အချိန်မှာရက်ချက်ကဝင်လာပြီးတော့စေးတလုံးထိုးပေးလိုက်တာကြောင့်မလို့ဘရော့ကမထနိုင်ပဲဖျက်သွားခဲ့ရပါ ड़ी ၎င်းချုံကလည်းမျိုးပေါ်ကိုရောက်ရှိလာခဲ့ပြီးတော့အားလုံးကိုနောက်ဆုတ်ကြဖို့အော်တိုဘော့တွေကတတိပေးလိုက်ပါ ड़ी မီဂီလက်ကတော့ဆမ်ကိုအကူညီတောင်းကဗန်မဲ့ပြီးကိုကားပေါ်တင်နေပြီးဘုံမူလီနော့စ်ကဆမ်ကိုလူတွေအများကြီးမသေးသေးချင်းမှာကအယုဒ္ဓရှိတဲ့အဆောင်အမောကိုတက်မီးကြီးဖောက်ပြီးတော့စစ်တပ်လေရင်ရောက်တဲ့အခါမှာကူပါရုံကိုပေးလိုက်ဖို့တပြောနေခဲ့ပါ ड़ी အော်တိုဘော့တွေအားလုံးကလည်းဆမ်အောင်ကာကွယ်ပေးမယ်လို့ပြောလိုက်တာကြောင့်မလို့ဆမ်ကလည်းအတကုံပြေးသွားခဲ့တယ်လို့အော်တိုဘော့တွေကလည်းဆမ်တို့ကလမ်းတစ်လျှောက်မှာရှိတဲ့ဒီဇယ်ဒီကိုးတွေကိုတိုက်ခိုက်ခုခံပေးနေခဲ့ရပါတယ်။ဒီအချိန်မှာတော့ Optimus Prime ကသူ့ရဲ့အကြီးဆုံးစက်ရုပ်ပုံစံကိုယူလိုက်ပြီးတော့ Star Screen နဲ့တိုက်ခိုက်နေရပါတော့ဒီ။တခြားတစ်ဖက်မှာတော့ Megatron ဟာဆမ်ရဲ့နောက်ကိုတဲတန်လိုက်နေခဲ့ပြီးတိုက်ခိုက်နေရကြောင့်မလို့အော်တိုဘော့တွေကကာကွယ်ပေးနေခဲ့ရပါတယ်။ Megilas ကတော့ကောင်းအောင်ငါမောင်းမေမေမေဘီကနောက်ကနေပြစ်လို့ပြောပြီးတော့အတကုံမောင်းထွက်သွားခဲ့တယ်လို့ ဗမေပြီးကလည်းကားနောက်ခါကနေပြီးတော့ဒီဇယ်ဒီကိုးနေကိုတရုတ်ပြီးတရုတ်ဖြုတ်ချနေခဲ့ပါတယ်။တိုက်ခေါင်မှုပေါ်ရောက်လာတဲ့ဆမ်ကတော့မီးကြီးကိုဖောက်ပြီးတော့ရဟတ်ယင်ကိုအချက်ပြလိုက်ပြီးအော့စပါကိုပေးနေတုန်းမှာပဲရဟတ်ယင်ကအပြစ်ချခံလိုက်ရအောင်လို့ဆမ်ကအော့စပါကိုပြန်ယူပြီးတော့အယုံနာမှာပုံနေတုန်းမှာမဂါထရွန်ကတိုင်ဝူရိုက်ချိုးလိုက်ချိန်မှာပဲဆမ်တယောက်ပြုတ်ကျသွားခဲ့ပါတယ်။ဒါမဲ့ Optimus Prime ကအချိန်မီရောက်လာပြီးတော့ Land Rover ကနေဖမ်းခဲ့ထားခဲ့ပါတယ်။တိုင်ယိုကိုဆင်းသွားတဲ့ Optimus Prime ရဲ့နောက်ကို Megatron ကလိုက်ကာဆင်းလာခဲ့ရင်းနဲ့ Neo စလုံးကပြုတ်ကျသွားခဲ့ပါပြီ Optimus Prime ကတကယ်လို့သူက Megatron ကိုနိုင်အောင်မတိုက်နိုင်ခဲ့ရင်ကုဘာတုံးကိုသူ့ရဲ့ယင်မထဲကိုထည့်ပေးဖို့နဲ့သူကအသက်ဆုံးပြီးတော့ဖျက်ဆီးပေးမယ်လို့ကတိပေးလိုက်ပါရီမျိုးရဲကိုရောက်လာတဲ့တိုက်လေရင်တွေကအောက်မှာရှိတဲ့ DZD ကုန်းတွေကိုမပြစ်နိုင်သေးခင်မှာပဲလင်းရင်ရောင်ဆောင်လာတဲ့ DZD ကုန်းစေယုတ်တွေနဲ့လေးပေါ်မှာပဲတိုက်ပွဲတွေဆင်နွှဲနေခဲ့ပါရီဒီအချိန်မှာတော့ Megatron ရောက်လာပြီးတော့ဆန်မြက်လက်ထဲကကုဘာတုံးကိုလူယူဖို့ကြိုးစားနေချိန်မှာ Optimus Prime ကကူဘာတုံးကိုသူ့ရဲ့ယင်မထဲထည့်လိုက်ဖို့ပြောနေပေမဲ့ခေါင်းမာလုံးနဲ့ဆမ်ကကူဘာတုံးကိုမဂါထရွန်ရဲ့ယင်မထဲကိုထည့်လိုက်တဲ့အခါမှာတော့ ကိုဘတော့ကစွမ်းအားတွေပြည့်လောင်ကျွမ်းသွားပြီးတော့မဂါဒရွန်ကလည်းဘိုက်ပေါက်ကသေဆုံးသွားပါတယ်။မကြခင်မှာပဲဘန်ဘေဘီ၊ရက်ဂျက်နဲ့ဂျက်တို့ရောက်လာကြပြီးတော့ Optimate Prime ကတော့ Sam ကိုအသက်ခင်ကျေးဇူးရှင်လို့ပြောလိုက်ပြီးတော့ကျေးဇူးတင်နေခဲ့ပါတယ်။ Autobot ကောင်ဖြစ်ခဲ့တဲ့ Prime ကိုဆုံးရှုံးလိုက်ရပြီမြေနောက်ထပ်ရဲဘော်အစ်စ်တွေရရှိခဲ့တယ်လို့ Optimate Prime ကထပ်ပြောလိုက်ပါတယ်။အရာအားလုံးပြီးဆုံးသွားပြီဖြစ်တာကြောင့်မလို့ဘန်ဘေဘီကတော့ Sam နဲ့တူတူနေခဲ့မယ်လို့ခွင်းတောင်းလိုက်ပါတယ်။ Optimus Prime က လာဂါထွန်းရဲ့ဗိုက်ထဲမှာရှိနေသေးတဲ့ကူးပါတုံအပိုင်းစာကိုထုတ်ယူလိုက်ပါရီတမနာကြီးကဂျိုသားဆက်ယုတ်ရဲ့အပိုင်းစာတွေကိုပင်လယ်နဲ့ရဲ့အနက်ဆုံးပိုင်းမှာစွန့်ပစ်မှာဖြစ်တယ်လို့ကြေညာနေခဲ့ပါရီဘော်မူလီနော့စ်ကလည်းဇနီးနဲ့သမီးစီကိုပြန်လဲရောက်လာခဲ့ပြီးတော့ကူးပါတုံမရှိတော့တာကြောင့်မလို့မပြန်နိုင်ကြတဲ့ Optimus Prime ဂျက် Ratchet တို့ကဘန်ဘေဘီနဲ့တူတူဆမ်လို့ရဲ့ကဘာကြီးထဲမှာကျန်နေခဲ့ရင်နေဂျုံနမေက Optimus Prime ဂျေဒါရီဂျားထဲမှာပုံနေကြတဲ့ Autobot တွေအားလုံးဆက်သွယ်ပေးကြပါ ငါတို့ကဘာကြီးကနေစောင့်နေပါလေလို့တရင်စကားပါလိုက်ချိန်မှာပဲဂျော်ဒေဆက်ပေးနေတဲ့ Transformer 2010ဘန်ရုပ်ရှင်ဇာကားလေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။ဟုတ်ကဲ့ပါ။ရုပ်ရှင်ဇာကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလှုပ်ထားပေးထားကြပါခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလေးပဲစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းများပြည့်စုံတော်မူကြပါစေလို့ ZD for ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါပြီ။အဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ။